။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။ Brighter Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုဖပြပေးမှာကတော့ဆရာပန်ဘောသိန်းဖေးရှင်းသားထားတဲ့တည်ငြိမ်စွာအရှုံးပေးခြင်းကိုလုပ်ပါဆိုတဲ့စာပိုင်းလေးကိုဖပြပေးမှာပဲဖြစ်ပါတယ်ရှင်။ တင်းငင်းစွာအရှုံးပေးခြင်းဆိုတာအိမ်မှာပဲဖြစ်ဖြစ်တခြားနေရာမှာပဲဖြစ်ဖြစ်ကျင့်သုံးနိုင်တဲ့နီလန်းလေးတစ်ခုပါဒီနည်းကိုနားလည်အောင်ရှင်းပြရမယ်ဆိုရင်ဂုံတိတ်ခရှိရှိနဲ့နှိမ့်ချစွာအလျှော်ပေးခြင်းပါယုံကန်နေရတာကိုအဆုံးသတ်စေဖို့ကြုံတွေ့နေရတဲ့အခြေအနေကိုအရှိအတိုင်းလက်ခံလိုက်ခြင်းပါမကြာခဏကျွန်တော်တို့ဟာဘဝမှာထိန်းချုပ်လို့မရတဲ့အခြေအနေတွေကြုံတွေ့နေရတတ်တယ်။ဥပမာလမ်းပေါ်ကဆူညံတန်တွေပတ်ဝန်းကျင်မှာ ဝရုံသုံးကားဖြစ်နေတာတဦးတယောက်ကဝေဖန်အပြစ်ပြောတာရိုင်းဆိုင်မှုတွေနဲ့ကြုံတွေ့ရတာစန့်ကျင်တိုက်ခိုက်ခံရတာ ရေပိုက်ပေါက်တာရေမြောင်းပိတ်ဆို့တာနဲ့အလားတူဖြစ်တွေ့ပါအဲ့ဒါတွေနဲ့ကြုံတွေ့ရတဲ့အခါကျွန်တော်တို့ဟာတိမခံနိုင်ပဲစိတ်ဆိုးဒေါသထွက်ကြတယ်စိတ်ပြက်လက်ပြက်ဖြစ်ကြတယ်မကြည်မနက်နဲ့ညီးတွားကြတယ်စိုးရင်တော့ကရကြတယ်ဖြာများကြတယ်တိမခံနိုင်လို့ဖြစ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေများကြီးပါ အဲ့ဒီစိတ်မချမ်းသာစရာခံစားချက်တွေအားလုံးကိုစုပေါင်းလိုက်လို့လေအဆုံးသက်ရလက်တွေကတော့ပြောင်းလဲသွားမှာမဟုတ်ဘူးလက်သီးကိုကြည့်ကြည့်ပါအောင်ဆုပ်ပြီးအန်ကျိတ်နေလေအချိန်နေရာဘာမှတိုးတက်ပြောင်းလဲလာမှာမဟုတ်ဘူးအချိန်နေကိုဒေါသနဲ့တုံ့ပြန်ရင်လေမိတော့ကိုဓာတ်စီနဲ့ ပတ်ဖြန်လိုက်လို့မီးတောက်ဟာပိုကြီးလာမှဖြစ်တယ်လို့အချိန်နေဟာလည်းပိုပြီးဆိုးဝါးလာမယ်။တင်အဲ့ဒီလိုဖြစ်စေခြင်းမှ မဟုတ်ဘူး။ဒါဆိုရင်ဘာလို့သင်တယ်လဲ။အကောင်းဆုံးကတည်ငြိမ်စွာအရှုံးပေးခြင်းဤကိုသုံးပါလို့အကြံပေးခြင်းတဲ့။ တည်ငြိမ်စွာရှုံးပေးခြင်းဆိုတာအမတန်မှန်လျှောပြီးအញ្ញံခံလိုက်ခြင်းမဟုတ်တလို့ဂယုမဆိုင်တဲ့သဘောနဲ့ရှုံးပေးခြင်းလည်းမဟုတ်ဘူးဖြစ်လာတဲ့အခြေအနေကို မဖြစ်သင့်ဘူးလို့ဆွဲမြဲစွာခံယူထားတဲ့စိတ်ကိုဖြေလျှော့ပေးလိုက်ခြင်းပါလက်ရှိအခြေအနေကိုလက်ခံလိုက်ခြင်းပါဒီနည်းကပေးလိုက်တဲ့အသိပညာကဒီလိုပါ။တင်းအနေနဲ့ဖြစ်လာတဲ့အခြေအနေတွေဟာ ဖြစ်မလာခဲ့ဘူးဆိုရင်တိတ်ကောင်းမှာပဲလို့ဆန္ဒရှိနေနိုင်တယ်။ဆန္ဒရှိနေုံနဲ့အခြေအနေဟာပြောင်းလဲသွားမှာမဟုတ်ဘူး။စိုးရတဲ့အခြေအနေဟာအကောင်းပြန်ဖြစ်လာမှာမဟုတ်ဘူး။ခုလိုပြောလို့တင့်အနေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေကိုတိုးတက်အောင်မကြိုးစားသင့်ဘူးလို့မဆိုလိုပါဘူး။လိုအပ်ရင်ကြိုးစားရမှာပါ။အခုတည်ငြိမ်စွာအရှုံးပေးခြင်းဤကိုဘယ်လိုကျင့်သုံးရမလဲဆိုတာကိုဥပမာလေးတစ်ခုနဲ့ပြောပြမယ်။ တရက်မှကျွန်တော်ဟာပကံစေးကံမှာစားပြီးတဲ့ပကံပြားတွေကိုစေးကြောနေရင်ကြွေကပြန်ပကံပြားတစ်ချက်ဟာလက်ထဲကလွတ်ကြပြီးကြမ်းပြင်ပေါ်မှာအစိမ့်စိမ့်အမွှားမွှား꿰သွားတယ်။ကျွန်တော်လည်းဒေါသနဲ့အော်ဟစ်ပြစ်လိုက်ခြင်းတည်းပကံစေးကံကိုလက်နဲ့ထူရိုက်ပြင်ချင်းစိပေါ်လာတယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒါတွေလုပ်ဖို့ကြွဲသွားတဲ့ပကံပြားဟာသူ့အလိုလိုပြန်ဆက်ပြီးအကောင်အတိုင်းပြန်ဖြစ်လာမှာမဟုတ်ဘူး။ နောက်ပြီးပကံပြားတစ်ချက်ကွဲသွားတာဟာကြီးကျယ်တဲ့ပြဿနာမဟုတ်ဘူးပကံပြားအသေးတစ်ချက်ဝယ်ရင်လည်းပတ်စံများကြီးပေးရမှာမဟုတ်ဘူးဒါကြောင့်ဒေါသနဲ့တုံ့ပြန်စရာမလိုထဲ့ထဲ့ပြပြလည်းဖြစ်စရာမလိုဘူးလို့စဉ်းစားမိပြီးအခုဖြစ်တဲ့အခြေအနေပကံပြားကွဲသွားတာကိုလက်ခံလိုက်ဖို့ဆုံးဖြတ်လိုက်တယ်နောက်ပြီးစိတ်ကို အေးအေးထားပြီးကျွန်တော်တို့ကလူသားတွေဖြစ်ကြလို့တခါတရံမှာအမှားလုံးမိတတ်ကြတယ်လို့ နှလုံးသွင်းလိုက်တာနဲ့ကျွန်တော်စိတ်သက်သာရာရသွားတယ်။ဒါဟာတည်ငြိမ်စွာအရှုံးပေးခြင်းနည်းပါ။နောက်ဥပမာတစ်ခုကိုထပ်ပြောပြမယ်။တရမဇနီးတဲ့ကကျွန်တော်ကို စိတ်ဆိုးဒေါသထွက်စေတဲ့စကားတခုပြောလာတယ်။အရင်ကသူတာမျိုးပြောလာရင် ကျွန်တော်ဟာချက်ချင်းပဲရန်စကားပြောပြီးတုံ့ပြန်တတ်တယ်။ဒါပေမဲ့ဒီတစ်ခါမှတုံ့ပြန်မှုကိုပြောင်းလဲကြည့်လိုက်တယ်။ဒေါသနဲ့တုံ့ပြန်ရန်စကားပြောမဲ့အစ ကျင်းနာယူရပြီးတိတ်မွေးတဲ့စကားလေးတွေပြောလိုက်တယ်။ဒါသူ့ကိုကြောက်လို့ရံပြန်မတွေးတာမဟုတ်ဘူးဆိုတာကိုနားလဲစေချင်တယ်။အဲ့ဒီလိုကျင်နာတဲ့ဇာတ်ကားတွေပြောပေးခြင်းကြောင့်အချိန်နေဟာရံဖြစ်ခြင်းတယောက်နဲ့တယောက်အပြန်အလှန်အော်ဟစ်ခြင်းတွေနဲ့အဆုံးသတ်မသွားပဲနှစ်ဦးစလုံးအပေါ်အကျင်နာမြစ်တာတက်တွေဖုံးလွှမ်းသွားတယ်ဒါဟာလဲတည်ငြိမ်စွာအရှုံးပေးခြင်းဤကိုတုံလိုက်ခြင်းပါ ကျွန်တော်ဇနီးခရေဟာအိမ်မှာပစ္စည်းတစ်ခုကျိုးပြတ်သွားရင်ဒါမှမဟုတ်တုံးမရဖြစ်သွားရင်ဥပမာအိမ်မှာလျှက်စစ်မီပြတ်သွားတာအိမ်ရမိုးကားမိုးယိုတာ TV ဇက်ပြတ်တာနဲ့ကြုံရင် အခုလိုပြောတတ်တယ်အေးလေလောကကြီးမှာဘာမဆိုဖြစ်နိုင်တာပဲတဲ့သူဆိုလိုတာကမတော်တဆဖြစ်တတ်တယ်ဆိုတာရှိမှာပါဒီလိုဖြစ်တာကိုစိတ်ပြတ်နေလို့ဘာမှအကျိုးမရှိတာမို့အခြေအနေကိုလက်ခံလိုက်ဖို့ပါ ကျွန်တော်ကတော့အဲ့ဒါကိုတည်ငြိမ်စွာအရှုံးပေးခြင်းလို့အဲ့ဒီလိုပဲနားလေတဲ့တည်ငြိမ်စွာရှုံးပေးခြင်းဤကိုအိမ်မှာဗယံပနာဖြစ်နေချိန်မှာအမတန်အသုံးတဲ့တဲ့တလောကအိမ်မှာဖြစ်ခဲ့တဲ့အဖြစ်ပြက်လေးတစ်ခုကိုပြောပြခြင်းပါတဲ့ကျွန်တော်သမီးနှစ်ယောက်နဲ့သူတို့ရဲ့တငယ်ချင်းနှစ်ယောက်တို့ဟာအိမ်ထဲမှာစကားကစားနေကြတဲ့ရုတ်တရက်သူတို့အားလုံးကဗိုက်စာနေပြီလို့ထားဩကြတဲ့ ။ဒါနဲ့ကျွန်တော်လည်းသူတို့အတွက်စားစရာတစ်ခုလုပ်ပေးဖို့မီးဖို့ခန်းစီကိုသွားလိုက်တယ်။မီးဖို့ခန်းထဲကပကံစေးကန်ထဲမှာထမင်းစားပွဲတွေအပေါ်မှာမစေးကြောရသေးတဲ့ပကံတွေအိုးခွက်တွေနဲ့ရှုပ်ွားနေတာကို တွေ့လိုက်ရလို့ကျွန်တော်တော်တော်လေးစိတ်ဆုပ်သွားတယ်။ဒီအချိန်မှာပဲအဲ့ခန်းထဲကတယ်လီဖုန်းကပြည်လာတယ်။ဖုန်းခုကန်ကိုပြေးသွားချိန်မှာအိမ်ရှိအဝင်တကားကလူခေါ်ပဲတီးတံကိုကြားလိုက်ရပြန်တယ်။ ျွန်တော်ကစိတ်ရှုပ်စိတ်တူလွန်လို့ဒေါသနဲ့အော်ဟင်ပြီးတော့မလိုတော့ဖြစ်သွားတယ်။ဒါပေမဲ့မအော်ပြစ်လိုက်ပါဘူး။တမင်းလောက်ရနေရင်အသက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပြီးစိတ်ကိုညင်အောင်လုပ်လိုက်တဲ့ဒီအချိန်ဒီမှာကျွန်တော်ဟာတည်ငြိမ်စွာအရှုံးပေးခြင်းဤကိုတတိယမိလိုက်တဲ့ဒါကြောင့်ကျွန်တော်ကအခုဖြစ်နေတဲ့အချိန်ဒီကို တွန်းလှန်ခုခံတာတစ်ခုမှမလုပ်ပဲစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးအခြေအနေကိုလက်ခံလိုက်တဲ့အရာအလုံးဟာအစဉ်ပြေသွားတဲ့လှုပ်တင်တာတွေကိုစိတ်တည်တည်ငြိမ်ငြိမ်နဲ့တစ်ခုပြီးတစ်ခုလှုပ်သွားနိုင်ခဲ့တဲ့တင်လဲဒီနည်းကိုစမ်းလို့ကြည့်ရင် စိတ်ဟာတည်ငြိမ်လာမယ်စိတ်ငြိမ်သက်လာရင်တင်ပွားဟာလွယ်ကူအစဉ်ပြေလာပါလိမ့်မယ် ဆိုးဝမ်းနေတဲ့အခြေအနေကိုပိုမိုဆိုးဝမ်းမလာစေသလိုစိတ်ရှုပ်တွေးခြင်းစိတ်တို့ခြင်းတို့ဖြစ်လာမှာမဟုတ်ဘူးဒီနည်းကိုလေ့ကျင့်ပေးခြင်းဖြင့်ဗယံပဒဖြစ်နေတဲ့အခြေအနေတွေကို အမြင်သိနဲ့ရှုမြင်တတ်လာပါမယ်။သင်ပွားမှာစိတ်ပြည့်စရာ စိတ်ညစ်စရာဝမ်းနည်းစရာဇလန်းတွေလျော့နေလာမယ်။ဒါကြောင့်မို့ယနေ့ကစပြီးစိတ်ပြတ်စိတ်ရှုပ်စရာအခြေအနေနဲ့ကြုံလာရင်တည်ငြိမ်စွာအရှုံးပေးခြင်းဤကိုတုံးဖို့မမေ့ပါနဲ့ ဟုတ်ကဲ့ပါရှင်ဒီစာပိုက်လေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့အတွက်တစ်စုံတစ်ခုခံစားရမယ်ဆိုရင်ခေါမမရေခဲ့စေချင်ပါတယ်ကျမကိုအားပေးတော့စာချစ်ပရိသတ်များနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာစန္ဒာတွေပြည့်ဝကြပါစေလို့ဆုတောင်းမြတ်တာပို့သရင်ဆုံးတိနားထောင်ပြီးတဲ့အတွက်ကျေးဇူးများချင်ပါတယ်ရှင်